ီနေ့လူနာပေါ့ဗျာရှိချင်းလို့ပါအဲ့တော့လူနာကအပြူကြီးဗျာအသက်50ကျော်အပေါ်ပိုင်းနည်းနည်းဝပြီးတော့အောက်ပိုင်းလေးတီးတယ်ခြေလုံးကျော်တာလေးတီးတီးလေးသူ့ရဲ့အဓိကပြဿနာခြေခြေခြေလုံးသွေးပြန်ကျော်လေးတွေထုံပြီးယောင်နေလို့ပေါ့နော်သွေးပြန်ကျော်လေးတွေထုံပြီးယောင်တော့သူကအဲ့လောက်ကြီးလည်းမဝဘူးဗျာသွေးတူးစီးကျော်ကလည်းမရှိဘူးသွေးပြန်ကျော်ထုံရင်သူကအာကြာလိုက်လေးဖြတ်တက်တာဗျာနော်အဲ့တော့သူ့ကိုကျွန်တော်သေးသေး history မေးတာပေါ့နော်မေးတော့သူကအပြူကြီးဆိုတော့ကျွန်တော်လည်း single မသားတွေပါဖြစ်နေမှာဆိုလို့ဆိုပြီးတော့ ပြူကြီးဆိုတော့အမအိမ်အောင်ကြာဘူးလားဆိုတစ်ခါနောက်တစ်ခါထပ်မေးရဲ့အမမဟုတ်ဘူးမကြာဘူးဆိုတော့လေအမတစ်ခါမကြာဘူးလားဆိုကျွန်တော်တပ်မေးပြန်အောင်ဗျအဲ့မှာမှမျက်စိတငယ်နားတငယ်ဆရာတကားမှမကြာဘူးပါဘူးဆိုမှအဓိကဗျာကျွန်တော်တို့ကဟိုအိမ်အောင်ကြာပြီးတော့ကိုဝင်ဆောင်ရင်ဘတ်ကြီးပူလာတဲ့အခါမှာအောက်ကသွေးပြန်ကြောလေးတွေကထုံးတက်တယ်အပေါ်ဝိတ်များသွားတဲ့အတွက်လေအဲ့လိုမျိုးဖြစ်မှဆိုလို့ကျွန်တော်ကအသေးစိတ်မေးတာပါအဲ့လိုမျိုးမေးတာပါဆိုပြီးတော့သူ့ကိုပြန်ချော့ရတယ်ပေါ့နော်သူကမျက်စိတငယ်နားတငယ်ဖြစ်နေပြီကိုကမေးတဲ့မေးခွန်းတွေကအရင်ကြမ်းသွားတယ်လေ